ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ဖ ያ ရေဒီနေ့တော့ခြေတော့တွေကျိုးပါပြီခေါင်းတွေလည်းတော်တော်ကိုက်နေတာဒီရာကျမဆိုင်ကငေါ့တီအောင်လှုပ်မှာပဲမိုးလင်းလဲရာကျမညလဲရာကျမဒီရာကျမနာမည်ကြားတာနဲ့ကိုစိတ်ပြက်နေပြီ ဦးကြောင်ကဒီလိုပြောဆိုရင်ဒီရာဂျမထမင်းချက်မိတ်ဒေဦးကိုကမ်းပြီးတော့လွှတ်ချလိုက်ပါ रे ဒီနေ့ဘာပဲဖြစ်သွားပါစေငါငါအုံနောက်အဲ့လောက်အပြက်မခံနိုင်တော့ဘူးဒီနေ့ရာဂျမထမင်းကိုပရက်ရှာကိုကထဲမှာပဲချက်တော့မယ်ဦးကြောင်ကအလိုပြောပြီးရာဂျမပေးကိုတက်တက်ဆန်ကိုတက်တက်ပရက်ရှာကိုကရင်းမှာချက်လိုက်ပါ रे ဒါပေမဲ့ပူကြောင်ကဒီပေးထမင်းကိုမချက်ချင်းပေမဲ့ဘာလို့များချက်နေရလဲဘာအကြောင်းရင်းများရှိလဲဆိုတာသိရအောင်ဇလန်လေးကိုကြည့်လိုက်ကြရအောင် အကိုဘဲ9ကီလိုနဲ့15ကီလိုပေးပါ။ရုပ်ဒီမောင်ဒီနေ့ပဲကျွန်တော်အမတို့အတွက်ပေးနေဆန်ချိန်ထားတာ။အမအင်းကဆန်နဲ့ပေးနေရကျွန်တော်ဆိုင်ကပေးဝေတာ။ဟုတ်တယ်အကိုပြောတာမှန်တယ်။ကျမအင်းကလူတွေကရာကျမပဲထမင်းစားတာအယမ်းကြိုက်တာလေ။ဦးကြောင့်ကလူပြောပြီးစကားအဆက်ဖြတ်လိုက်ပြီးရာကျမဆန်နဲ့ပေးဝေလာပါတယ်။ဒီကလည်းမလန်းရှောင်ရင်နေပြောနေပါလေအခုဆိုအပြင်လူတွေတောင်ငါတို့အိမ်ကလူတွေရာကျမပဲထမင်းစားတတ်တဲ့အကျင့်ရှိတာကိုတရီထားမိနေပြီ လူတိုင်းလည်းသိနေပြီငါတို့အိမ်မှာဘလောက်စားတယ်ဆိုတာငါတို့ရာဇမထမင်းချက်ရင်စားရင်းနဲ့ကိုတော်တော်စိတ်ညစ်နေပြီဟာဦးကြားကလမ်းတစ်လျှောက်တယောက်တည်းစကားတွေပြောရင်းနဲ့အိမ်ကိုရောက်လာခဲ့ပါတယ်အိမ်ရောက်တော့ပေးထမင်းချက်ပါတယ်ဒီချိန်မှာသူရောက်ခမရှာရတာရောက်လာပြီးပြောခဲ့ပါတယ်ချွေးမကြီးဘာလုပ်နေရလဲဂျက်ခမကြီးပေးထမင်းချက်ဖို့အစင်းသင်းလုပ်နေတာအခုမှချက်တော်မဲ့လီးရသေးတယ်အော်အေးပါဒါနဲ့ငါပြောမလို့ မဆလာတွေကိုစုံနဲ့ထောင်းရင်ထောင်းဒါမှမဟုတ်ကြိတ်စုံမှကြိတ်နော်မနေ့ကကြိတ်ဆက်နဲ့ကြိတ်ပြီးထဲ့တယ်မလားအဲ့ဒါအလောက်ရတာမကောင်းရာကျမပဲထမင်းချက်ရင်လက်နဲ့သေးချကြိတ်လေရတာကောင်းနေပဲအချိန်နဲ့ရာကျမထမင်းရာကျမထမင်းအလောက်စားနေတာတောင်ဘလို့ရတာတွေ့နိုင်သေးလဲမသိဘူးဟုတ်ကဲ့ပါရောက်ခမကြီးမဆလာတွေကိုသေချာလက်နဲ့ကြိတ်ပြီးပဲထဲ့မယ်ပူကြားစကားကြားလိုက်ရတော့ရောက်ခမကမိဘကြောင့်ကနေထွက်သွားပါတော့တယ်။အဲဒီနောက်မှာပူကြားကအားလုံးအတွက်ရာဇမားထမင်းချက်ပါတယ်။ ခဏကြာမှတော့အားလုံးကစားဖို့အတွက်ထမင်းစားစပွဲကိုရောက်လာပါတယ်။အရင်ချိန်ပါပဲ။ဟမ်အမေဒီတခါရာကျမပဲဟင်းနဲ့ထမင်းအနံ့လေးကချက်ထားတာရှဲပဲ။မွေးနေရောပဲ။တကယ်ပဲရောင်းမဒီနေ့တော့လုံးဝစမ်းချိန်တင်မယ်။ကျေးဇူးပါ။မကြီးတကယ်ကိုကောင်းနေရာကျမပဲဟင်းနဲ့ထမင်းမေမကြီးကျွန်တော်မဆလာနေနေ့လောက်ယူလာပေးပါလား။ဒီနေ့ထမင်းဟင်းကိုမဆလာပေးထိန်စားရုံမေ။ရော့ပါမှတ်လေ။ဘူကြား ငါတို့နဲ့အတူတူထိုင်မစားအောင်လားမစားသေးဘူးကျမမစားချင်သေးလို့အမတို့ရင်စားနဲ့အမလီသူတို့လိုနေ့တိုင်းငါတို့မစားနိုင်ပါဘူးပူချန်းကတော့တေယောင်ကြားရင်ကလူတွေနေတိုင်းဗြဟ္မမပင်ဟင်ထမင်းစားတာကိုမြင်ပြီးတတော်လေးကိုစိတ်ညစ်နေပါပြီ။ပူချန်းကရှာရတန်းဒုတိယချွေးမှဖြစ်ပါတယ်။သူကအရင်ကလေးကဒီထမင်းဟင်းကိုတိတ်မကြိုက်တဲ့အတွက်သူ့အင်းကလူတွေစားတာကိုကြည့်ပြီးစိတ်ညစ်နေပါပြီ။ဒီလိုပဲနေတိုင်းချက်နေရင်တည့်ရမှာတော့ မဟုတ်တော့ဘူးဘယ်ချင်းဖြစ်ဖြစ်ရာဇမပဲဟင်းနဲ့ထမင်းပဲဟင်းနဲ့ထမင်းရောက်ခမကြီးဇမတီအိမ်ရောက်တာတနေ့ပြည့်တော့မယ်ရောက်တရဒီပဲဟင်းနဲ့ထမင်းကလွဲပြီးဘာမှမချက်ခဲရအောင်တခြားတစ်ခုခုချက်ခိုင်းပါအောင်လားဒီပဲဟင်းထမင်းဆိုတဲ့အတန်နဲ့ကိုဇမစိတ်ညစ်နေပြီချွေးမအိမ်မှာချက်မယ်ဆိုလဲရာဇမပဲဟင်းထမင်းမဲ့ချက်ခိုင်းမှာအိမ်မှာမချက်လို့အပြေအဝယ်လဲဒါပဲဝယ်မှာအမပရိမတ်လေးပြောကြပါဦးဒီနေ့ပဲဟင်းထမင်းပြင်တခြားတစ်မျိုးလဲပြောင်းစားကြမယ်လေ ဟင်းရာကျမပဲဟင်းနဲ့ထမင်းမစားမှာအမြဲတမ်းတာပဲစားနေရတာမတင်နိုင်သေးဘူးလားဘလို့များနေနေကြတာလဲငါတို့ကရာကျမနေပဲရှင်တန်နေကြတာဟုတ်ပြီလားဘာလို့မှဒါပဲစားကြနေကြတာ ਉਹ မင်းကဘာလို့တခြားချက်ချင်နေရတာလဲဒီနေ့လေဒါပဲချက်နောက်ဆုံးမှာတော့ပူကျဟာအလုံးရဲ့ဒီတပုံတိန်အဖြေအောင်မှာပဲအရှုံးပေးလိုက်ရပြီးရာကျမပဲဟင်းနဲ့ထမင်းမင်းချက်ရပါတော့တယ်သူခမရကြိတ်ဆုံးတဲ့ရာကျမပင်ဟင်းအတွက်မဆလာကြည့်ရပါတယ် ဟတ်ဖယားရေဒီရာကျမပဲဟင်းကငါ့ရဲ့အုံနောက်ကိုပါဖြက်စီးပြစ်တော့မလားမသိဘူးညညဆိုအိမ်မက်ထဲမှာလဲရာကျမပဲဟင်းနဲ့ထမင်းမယ်တနောင်းစီယာပူကြဟာသူ့ရာသူစကားတွေပြောရင်ပင်းဟင်းချက်လိုက်ပါရင်ဒီလိုပဲအမြဲတမ်းချက်ရင်ချက်ရင်နဲ့သူခမရရာကျမပဲဟင်းအကြောင်းတွေးရင်လူပါကျမ်းမာရေးမကောင်းဖြစ်လာပါရင်ဖယားရေဒီနေ့တော့အရိုးတွေကြောတွေကိုက်နေတယ်ခေါင်းလဲဘလောက်တောင်ကိုက်နေလိုက်လဲဒီရာကျမပဲဟင်းကတော့ငါ့ပါရာကျမဖြစ်အောင်လှုပ်တော့မယ်ထင်တယ် မိုးလင်းလဲရာဇမညလဲရာဇမဒီအတန်ကြားတာနဲ့ကိုစိတ်ညစ်လာပြီလူကြားကအလိုပြောဆိုနေရင်ဒီရာဇမထမင်းချက်မဲ့ဒေဦးကိုကမ်းပြီးလွတ်ချလိုက်ပါတော့တယ်ဒီနေ့ဘာပဲဖြစ်သွားပါစေငါငါအုံနာကိုအလောက်ပြတ်မခံနိုင်တော့ဘူးဒီနေ့ရာဇမပဲဟင်းနဲ့ထမင်းကိုပရက်ရှာကူကာထဲမှာပဲချက်တော့မယ်လူကြားကလည်းပြောပြီးရာဇမပေးကိုတက်တန်ဆန်ကိုတက်တန်ပရက်ရှာကိုကာရီမှာ ချလိုက်ပါတယ်။တခဏအကြာမှတော့အားလုံးကထမင်းစားဖို့ထိုင်လိုက်တဲ့အခါ အမေ ဒီနေ့ရာဇမဘိဟင်ရောထမင်းရောဟာရတာမရှိဘူးစားရတာရတာကိုမတွေ့ဘူးအမေဒီနေ့ဘိဟင်ကရတာလုံးဝမရှိဘူးချွေးမရင်ဒီနေ့ဘိဟင်ကိုကိုကာထဲမှာချက်ထားတာမလားငါနေ့ကိုဘယ်နှခါပြောရမလဲရာဇမဘိဟင်ကကိုကာထဲမှာမဟုတ်ဘူးဒီတိုင်းတဲအိုးထဲမှာချက်မရတာရှိတာရကမကြီးဒီနေ့ကျမနေလို့တိတ်မကောင်းလို့ကိုကာထဲမှာပဲဘိဟင်နဲ့ထမင်းနဲ့ချက်လိုက်တာပါဒီနေ့ချက်လိုက်တယ်ဆိုပေမဲ့နောက်ဘယ်တော့မှမချက်နဲ့ရကမကြီး ရကမကြီးကဒီရကျမပဲဟင်းကိုပဲစိတ်ပူတာကိုကရဲမချက်နဲ့ကိုလိုမချက်နဲ့ဒီလိုချက်အ ਨੇ ဆုံးတော့ကျမဖက်ကလည်းစဉ်းစားပေးဦးလေကျမဒီနေ့ကျမကြီးကောင်းတာမဟုတ်ဘူးဒါပေမဲ့ကျမဘာဖြစ်တာလဲတခွမမေဦးပူကြခမရလှုပ်ယူပြောတာတခွမမပါပါဘူးသူတလောက်ပြောနေတာတော့သူ့ကိုမေးမိတူမရှိပါဘူးပူကြလေးအရင်စိတ်လေးတူတယ်လို့စိတ်မကောင်းလေးဖြစ်ခဲ့ပါတယ်ဘသူမှငါ့ကိုစိတ်မပူကြဘူးကဲအခုကြည့်နေငါဘလို့လုံးမလဲဆိုတာ ဒီလိုနဲ့3 4 5ရက်လောက်ကုန်ဆုံးသွားတဲ့အခါပူကြားကဈေးတွေကနေရာဇမပိန်နေဆန်းဝေလာခဲ့ပါတယ်။အဲဒီချိန်မှာရာဇမပိန်ဟင်ထမင်းပိန်ဟင်ထမင်းဟမ်ပူကြားကတခါရင်ရာဇမပိန်နေဆန်တို့ကိုလွှင့်ပြလိုက်ပါတယ်။သူကရင်းကိုဒေါသထွက်နေပါတယ်။သူဒီလိုလုပ်နေတာကိုသူ့အင်းနီနာချင်းကမြင်သွားခဲ့ပါတယ်။ "तू ကပူကြားပဲ။ तू ဘာဖြစ်သွားလဲ။ तू ဝိညာဉ်တွေဘာတွေများပူးနေလားမသိဘူး။သူ့အိမ်ကလူတွေကိုပြောမှရမယ်။" ပူကြရင်အင်းကြီးချင်းကချက်ချင်းမေးပူကြရင်လိုက်တော့ပြီးအဖြစ်ပြက်တွေကိုပြောပြပါတယ်။သူအပြောတွေကြောင့်ငါထင်တော့ထင်နေတယ်။အိမ်မှာတစ်ခုမဟုတ်တစ်ခုဖြစ်အောင်တော့လုပ်တော့မယ်။အမေပူကြလမ်းထိန်တော့မှာပဲ။သူနောက်ထပ်တစ်ခုမဟုတ်တစ်ခုမလုပ်မချင်းကျွန်တော်သူ့ကိုခေါ်လာခဲ့မယ်။ဇုံနုကပူကြကိုလမ်းထိပ်ကနေတောခေါ်လာခဲ့ပါတယ်။ပူကြဒါပါလေ။လူတွေအုံနေတဲ့လမ်းပေါ်မှာမင်းဘာလုပ်နေရလဲ။အဲ့ဒါကျမပွဲလုံနေတာ။ပွဲလုံနေတယ်လို့ထင်နေလား။ ဦးကြောင်စီးလျှော့ပါတလုံးဒေါသထွက်เสียရလို့လို့လားကျမဒေါသမထွက်ရဘူးရှင်တို့ကကျမကိုနားလည်မအောင်မဟုတ်ဘူးကျမယူသွားမှဂျင်းနဲ့ကြမှာလားဘဲမိုးလင်းမိုးချုပ်ရာကျမပဲဟင်းထမင်းပဲဟင်းထမင်းဒါပဲချက်ခိုင်းနေရဒါချက်ရင်ချက်ရင်ကျမဘလောက်တောင်စိတ်ရောလူရောပယ်မနဲ့ပြီလေကျမထက်ပြီးမချက်နိုင်တော့ဘူးကျမစကားကိုလည်းနားလည်ပေးကြပါအောင်ရှင်ဘောင်နားလည်ပေးရမှာလဲဘာနားလည်เสียလို့လို့လေဟုတ်တယ်ရောက်ခမကြီးပူကြပြောတာမှန်တယ် ကျမဒီအိမ်ကိုစားရောက်တော့ကလည်းအဲ့လိုပဲတအားစိတ်ညစ်တာဒါပေမဲ့ကိုကိုကိုစိတ်ထင်းပြီးဘသူ့ကိုမှဘာမှမပြောပဲနေနေခဲ့တာဒါပေမဲ့ပူကြောတော့ဒီလိုအဖြစ်မခံနိုင်ဘူးရက်ခမကြီးတို့ဖက်ကလည်းနည်းနည်းပါပါနားလဲပေးတဲ့နဲ့ချွေးမနေရသူ့ဖက်ကပြောနေတာပေါ့ရက်ခမကြီးစိတ်တော့မစိုးပါနဲ့ဒါပေမဲ့ပူကြားဖက်ကမှန်တယ်ရက်ခမကြီးတို့တခြားတစ်မျိုးတော့ပြောင်းစားတဲ့နေပြီဒီလိုတစ်မျိုးတည်းစားနေတာဘာအကျိုးရှိမှလဲ ။ဦးကြာရောရီတာရောနှစ်ယောက်လုံးပြောတော့ရှာတာလေးပါဇက်ပေးသွားရပါတယ်။တခဏအကြာမှာဒီလိုပဲစကားတွေပြောနေပြီးနောက်ဆုံးမှာတော့ဟုတ်ပြီချွေးမငါနှစ်စကားကိုလက်ခံလိုက်မယ်။တခြားနေလို့ချက်ချင်တာလည်းချက်ဒီနေ့ကစပြီးရာကျမပဲဟင်ထမင်းကိုနေ့တိုင်းမချက်တော့ဘူး။ရှာရတောင်းဆုံးဖြတ်ချက်ကြောင့်ပူကြာကရင်းဝန်းတာသွားခဲ့ပါတယ်။နောက်ဆုံးမှာတော့ချွေးမနှစ်ယောက်ကရောက်ခမကိုပုံမှန်ဖြစ်အောင်လုပ်ပေးနိုင်သွားပါတယ်။အခုတော့ပူချန်းနေရီတာနေပေါင်းပြီးအင်းမြမြချက်ကြပါပါတယ်။ ရှာရတာတို့လည်းအခုဆိုရင်အသက်အသက်တွေစားရတာသဘောကျလာပါတယ်။နောက်ဆုံးမှတော့အားလုံးစင်ပြေသွားကြပါတယ်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။